ဆိုပါကျွန်တော်ဒီနေ့သင်မယ့်ဟာကတော့ကျွန်တော်တို့ဒီ Microsoft Word မှာကျွန်တော်တို့စာအကုန်လုံးရိုက်ပြီးသွားပြီး format တွေလည်းအကုန်ပြင်ပြီးသွားပြီပေါ့နော်ပြင်ပြီးသွားတဲ့ဟာတွေကိုကျွန်တော်တို့နေပြီးတော့ save ပြီးတော့ save as ပြီးလို့ရှိရင် bring make pdf file protect password နော်ဒီ၅မျိုးကိုနေပြီးတော့ကျွန်တော်ညင်ကြပြင်မှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့ကြည့်လိုက်ကြအောင် ဲတော့ Microsoft Word ကိုကျွန်တော်တို့ဖွင့်မယ်နော်အဲတော့ထုံးစံအတိုင်းကျွန်တော်တို့ Win Word ဆိုတဲ့ဟာလေးကိုရိုက်ပြီးတော့ကျွန်တော်တို့ Microsoft Word ကိုခေါ်လိုက်မယ် Plan Document Okay ပြီးလို့ရှိရင်ကျွန်တော်တို့စာပိုက်လေးယူလိုက်မယ်ပေါ့ဗျာ Okay အဲဒီမှာကျွန်တော်တို့နေပြီးတော့စာတွေရိုက်ထားပြီးပြီးကျွန်တော်တို့လို့အဲ့ဒါလိုကျွန်တော်တို့ format တွေကိုလည်းပြင်ပြီးပြီပေါ့နော်ပြင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ကိုသိမ်းရမယ်ပေါ့နော် တင်ရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ file နော် file ကနေပြီးတော့ဒီမှာ save ပါနော် save ကိုတင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ brown ဆိုတဲ့ဟာလေးကိုနှိပ်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီ location ကိုပေါ့နော်ဒီ desktop ပေါ်မှာတင်မလားဖင်မှာတင်မလဲပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ကဒီမှာ download ဆိုတဲ့နေရာလေးမှာကျွန်တော်လောလောဆယ်တင်လိုက်မယ်ပေါ့ဗျာနော် ဒေါင်းလုဒ်ဆိုတဲ့နေရာလေးမှာတင်လိုက်မယ်အဲ့ဒါကို testing ဆိုပြီးတော့ပေးလိုက်မယ်ပေါ့နော်ပေးပြီးတော့ကျွန်တော်ဒီမှာ save ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်နော်အဲ့ဒီတော့ကျွန်တော်အဲ့ဒီဒေါင်းလုဒ်ဆိုတဲ့ဟာလေးမှာဒီကျွန်တော်တင်ထားတဲ့ဟာရှိမရှိကျွန်တော်တို့သွားကြည့်မယ်နော်ဒါကိုကျွန်တော်ဒီမှာပိတ်လိုက်မယ်နော် close okay အဲ့လိုဆိုတော့ကျွန်တော်ဒီမှာ this pc ကိုနှိပ်မယ်နှိပ်ပြီးတော့မှဒီမှာ download ဆိုတဲ့ဟာလေးကိုသွားမယ် ဆိုပြီးဒီမှာ testing ဆိုတဲ့ဟာလည်းရှိရနော်အဲ့ဒါလေးကိုပုံမဟုတ် debug ကလေးနှစ်ကြည့်ပါ okay ဒီမှာပွင့်လာပြီနော်အဲ့ဒါနေပြီးတော့ကျွန်တော်တို့စာရိုက်တဲ့စာအကုန်ရိုက်ပြီးွားပြီးရိုက်ပြီးရခါကြာလို့ရှိရင်ကျွန်တော်တို့နေပြီးတော့ဒီဟာကို file ကိုကိုတိမ့်ထားတာပေါ့နော်တိမ့်တဲ့ပုံစံလေးကိုပြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီစာရိုက်နေစဉ်အတိုးအတွင်းမှာလည်းကျွန်တော်တို့ဥမာဟိုဒီ file ကိုနေပြီးတော့တိမ့်ထားဖို့လိုအပ်တယ်ဗျာနော်အဲ့ဒီကကြာတော့ကျွန်တော်တို့ဒီမှာ save เนาะအဲ့ဒါလေးကဒီမှာသူဒီမှာစာလဲပြတာပါတယ်ပြီး control s ဆိုတဲ့ဟာလေးကိုပြရတယ်เนาะအဲ့လိုမျိုးအဲ့တော့ဒီဟာကိုနှိပ်ရင်လဲရတယ်ဒါမှမဟုတ် keyboard ပေါ်က control ရဲ့เนาะ keyboard ပေါ်က control ရဲ့ s ရဲ့ကိုနှိပ်လို့ရှင်လဲဒါ save လုပ်တာပါเนาะအဲ့လိုမျိုးအဲ့ဒါကကျွန်တော်တို့ဒီ RC Sai software ကိုတုံးတဲ့အချိန်မှာနေပြီးတော့ကျွန်တော်တို့ မိမိရိုက်တဲ့စာကိုမပြောက်ပြက်အောင်ကျွန်တော်တို့နေပြီးတော့တင်ထားဖို့အဲ့လိုလိုအပ်ပါတယ်စာရိုက်နေစဉ်အတိုးတွင်းမှာလည်းကျွန်တော်တို့ define ကိုနေပြီးတော့ခဏခဏအဲ့လိုတင်ဖို့လိုတယ်ပေါ့နော် control s အဲ့လို5မိနစ်ရိုက်လိုက်တယ်ဥမာ3မိနစ်5မိနစ်တစ်ကြိမ်အဲ့လိုပေါ့နော်စာရိုက်ပြီးလို့ရှိရင်အဲ့ဒါတင်ထားဖို့လိုတယ်ဗျအဲ့လိုတင်ထားတဲ့အခါကျလို့ရှိရင်ဒီဟာလေးကိုနှိပ်ရင်နှိပ်မယ်ဒါမှမဟုတ် keyboard ပေါ်က control s ဆိုတဲ့ဟာလေးကိုနှိပ်ရင်နှိပ်မယ်ဗျနော်အဲ့လိုပုံစံလေးနှိပ်ပြီးတော့ကျွန်တော်တို့တင်ရမှာဖြစ်ပါတယ် โอเคနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ခဏဒါသိမ်းတာပြလိုက်ပြီပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ file ကိုသွားမယ်ပြီးလို့ရှိရင် control s เนาะအဲ့ဒါလေးကိုနှိပ်ကြည့်မယ်ပြီးရင်ဒီမှာ browse ဒီကောင်းလေးကလည်း तू ကဒီနောက်တစ်ခုပေါ့နောက်တစ်ခုအဲ့ဒီ file ကိုပေါ့နော်စာရိုက်နေတဲ့ file ကိုပဲ तू ကသိမ်းတာဖြစ်တယ်ဗျ control s ဆိုတဲ့ဟာလေအဲ့လိုမျိုးဒါ desktop ပေါ်မှာသိမ်းလိုက်မယ် testing เนาะโอเคဒါလေးကိုပိတ်လိုက်မယ်ပြီးတော့ desktop ကိုကျွန်တော်တို့သွားကြည့်မယ်เนาะ desktop မှာ testing ဆိုတဲ့ဟာလေးကိုရှာကြည့်မယ်ဒီမှာเนาะ testing เนาะဒီ testing ကိုကြည့်မယ်ဒီမှာเนาะအဲ့တော့ testing ဆိုတဲ့ဟာလေးကိုဒီမှာရောက်လာပါပြီအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာအဲ print ပေါ့เนาะ print ပြီး print ဆိုတဲ့ဟာလေးကိုကျွန်တော်တို့သွားมาဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ file file ကနေပြီးတော့ကျွန်တော်တို့ဒီမှာ print ပေါ့နော်ဒါကနေပြီးတော့ကျွန်တော်တို့စာရွက်တွေကိုဒါ print ထုတ်တာပေါ့နော်အဲ့လိုမျိုးစာတွေအကုန်လုံးရိုက်ပြီးပြီးရိုက်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ printer ပေါ့ကနေ printer ထဲကနေပြီးတော့ကျွန်တော်တို့ဒီစာရွက်တွေကိုထုတ်တာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ဒီ print ကိုနှိပ်မယ်နေပြီးတဲ့အခါကျလို့ရှင် printer နဲ့တော့ join ထားမှာပေါ့ဗျာဒီမှာ printer ဆိုတဲ့နေရာလေးမှာဒီ printer ကို join ထားတဲ့ printer ရဲ့အမည်ကိုဒါရွေးရမယ် နော်ရေးပြီးတော့မှနေပြီးတော့ကျွန်တော်တို့ကဒီမှာ print ထုတ်တဲ့အခါကြားလို့ရှိရင်ဒီမှာ print all page ဒီမှာတော့ page တစ်ခုတည်းပေါ့နော်ကျွန်တော်အခုရိုက်တာလည်းမျိုးဥပမာ page 3ခုဆိုရင်3ခုပေါ့ဒါကနေပြီးတော့ all ဆိုတာအကုန်ထုတ်တာနော်အမပေး10ခုဆို10ခုအခု20ဆို20 30ဆို30ဒါအကုန်လုံးကိုထောက်တာเนาะပြီးလို့ရှိရင်ဒီဟာလေးကိုမြားလေးကိုနှိပ်ကြည့်နှိပ်ကြည့်ပြီးလို့ရှိရင်ဒီမှာ print current page ဆိုတဲ့ဟာရှိတယ်အဲ့ဒါနေပြီးတော့ print current page ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါလက်ရှိဒီ page တစ်ခုတည်းကိုပဲထောက်တာသူက နော်အဲ့လိုမျိုးဥပမာကိုထုတ်ရှင်တဲ့ page မှာနေပြီးတော့ကျွန်တော်တို့ဥပမာကာစာချထားမယ်ချထားပြီးတဲ့အခါကျလို့ရှိရင်ဒီမှာဒီ print ကိုနှိပ်မယ်နှိပ်ပြီးတော့မှဒီမှာ print current page ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလက်ရှိနော်လက်ရှိရှိနေတဲ့ဒီ print ကိုပဲနေဒီစာရွက်ကိုပဲ page ကိုပဲနေပြီးတော့သူကထုတ်มาဖြစ်တယ်နော်โอเคနောက်တစ်ခုကနေပြီးဒီမှာ custom print ဆိုတဲ့ဟာရှိတယ်နော် custom print ဆိုတာဒီမှာနော် ဒီမှာကျွန်တော်တို့ဟိုရှေ့ရနေပြီးကျွန်တော်သင်ခဲ့တာဖြစ်တယ်ဒီမှာဥပမာဒီမှာစာရွက်တင်มาနေပြီးတော့ကျွန်တော်တို့ page number ထားရဲပေါ့နော်အဲ့ဒီခါကျရင်ဒီမှာ page number align နေပြီးတော့ကျွန်တော်တို့ထုတ်လို့ရတယ်ဥပမာနေပြီးတော့တစ်ကနေပြီးတော့3အထိထုတ်မယ်ဆိုရင်အဲ့လိုပုံစံမျိုးနော်ဒီ dash 3ပေါ့နော်အဲ့လိုမျိုးအဲ့လိုပုံစံလေးလည်းကျွန်တော်တို့ထုတ်လို့ရတာဖြစ်ပါတယ်ဒါကတော့ print ထုတ်လို့ရတဲ့ပုံစံလေးပေါ့နော်ပြီးလို့ရှိရင်ဒီမှာတော့ letter နေရာမှာကျွန်တော်တို့ a4 ဆို a4 ပေါ့ဗျာနော်အဲ့လိုလေးတော့ရွေးဖို့လိုတယ်နော် အဲ့လိုလေရွေးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ print ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ထွက်သွားမှာဖြစ်တယ်เนาะဒါ print ထုတ်တဲ့ပုံစံလေးကိုကျွန်တော်ပြောပြတာပါဒီမှာ copy ဆိုတာတော့ဘယ်နဲ့ဆောင်ထုတ်မလဲပေါ့ဗျာเนาะဒီတရက်ကိုပဲဥပမာဒီမှာ print all ဆိုတဲ့အခါကျတော့ဒီမှာအခုကကျွန်တော်တရက်ထဲကိုတရက်ထဲဆိုတဲ့အခါကျတော့ဒီမှာ copy ဆိုတဲ့ဟာမှာကျွန်တော်တို့ဥပမာဒီမှာအပေါ်လေးကိုနှိပ်လိုက်ရင်တိုးလာမယ်ဒီမှာ5ဆိုလို့ရှိရင်5ရွက်ထွက်မယ်ဒီကောင်เนาะ30ဆိုရင်10ရွက်ထွက်မယ်เนาะဒီမှာ short တာ အဲ့ဒါ print ထုတ်တဲ့ပုံစံလေးကိုပြောပြတာပါကျွန်တော်တို့နောက်တစ်ခုနေပြီးတော့ကျွန်တော်တို့သွားမယ်ဒီမှာ make pdf file ပေါ့နော်ကျွန်တော်တို့အခုရိုက်ထားတဲ့ file ပေါ့နော်အခုရိုက်ထားတဲ့ file ကိုနေပြီးတော့ကျွန်တော်တို့ဒီ pdf ပုံစံနဲ့ကျွန်တော်တို့ပြောင်းမယ်ပေါ့နော်ပြောင်းမယ်ဆိုတဲ့အခါကျတော့ဒီမှာ file ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ save as သွားမယ်နော်ပြီးရင် browse ပေါ့ browse ပြီးတော့ဒီမှာ desktop မှာနော် ပြီးရင်အဲ့ဒါလေးကိုကျွန်တော်တို့ PDF file နဲ့ထား PDF file ဖြစ်ပြောင်းမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ save as type ဆိုတဲ့ဟာမှာကျွန်တော်တို့ဒီကားလေးကိုနှိပ်မယ်ပြီးရင် PDF ရွေးမယ်နော်ဒီမှာ PDF အဲ့လို PDF ရွေးရတဲ့အခါကျလို့ရှိရင်ဒီမှာ save ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြပြီးရင်ခဏစောင့်မယ်နော် PDF ဖိုင်လေးကပွင့်လာတာဖြစ်တယ်နော် စက္ကလေးနေရောနည်းနည်းကြာနေသလိုဖြစ်နေโอเคဒီမှာကျွန်တော်တို့ဒါ PDF file ပေါ့เนาะ PDF file ဖြစ်နေကျွန်တော်တို့ဒါတင်လိုက်တာဖြစ်တယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ဒီမှာ desktop မှာနေပြီးတော့တွားကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ PDF file နေနဲ့သူကရောက်နေမှာဖြစ်တယ်ဗျာเนาะဒီမှာ testing เนาะဒါ PDF file အနေနဲ့တိုင်းတာအဲ့ဒါကို table click နှိပ်ပြီးတော့ဖွင့်ကြည့်ဒီမှာနော်ဒါ PDF file အနေနဲ့ကျွန်တော်တို့တိုင်းတာဖြစ်ပါတယ် okay နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့ဘာကြံလဲဆိုတော့ protect password ပေါ့နော်အဲ့ရ okay ကျွန်တော်တို့ဒီမှာဒီ testing ဆိုတဲ့ဒီ file လေးကိုကျွန်တော်တို့နေပြီးတော့အခြားလူတွေ ဝင်ကြည့်လို့မရအောင်ပေါ့နော်ကျွန်တော်တို့နေပြီးတော့ password ပေးထားလို့ရပါတယ်နော် password ပေးပုံလေးကိုကျွန်တော်ဒီမှာတခါတည်းပြပြပေးသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ဒီမှာ file file ပြီးတော့ခဏလို့ save as နော်ပြီးရင် browse ပြီးရင်ကိုသိမ့်မဲ့နေရာလေးကိုရွေးပေါ့ဗျာ desktop ပေါ့နော်ပြီးတဲ့အခါကျတော့ရှင်ဒီမှာ tool ဆိုတဲ့နေရာလေးမှာနော်ဒီမှာမြားလေးရှိတယ်အဲဒါလေးကိုကျွန်တော်တို့နှိပ်မယ်နေပြီးတဲ့အခါကျလို့ရှင်ဒီမှာ general option ဆိုတာရှိတယ်ဗျာနော်အဲ့ဒီ general option ဆိုတာလေးကိုကျွန်တော်တို့နှိပ်မယ် နှိပ်ပြီးလို့ရှင်ဒီမှာเนาะ password to open အဲ့ဒါလေးမှာကြိုက်တဲ့เนาะကျွန်တော်တို့ password ကိုနေပြီးတော့ကျွန်တော်တို့ဒါပေးထားလို့ရပါတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ကတော့အလွယ်ကူဆုံးဒါဥပမာအနေနဲ့ပြမှာဆိုတော့1 2 3ပေါ့ဗျာเนาะ1 2 3အဲ့လိုပေးလိုက်မယ်เนาะပြီးရင် okay နောက်တစ်ခေါက်ပေးမယ်1 2 3 1 2 3เนาะပြီးရင် okay ပြီးရင် save โอเคเนาะအဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဖိတ်လိုက်မယ်โอเคပြီးရင်ဒီမှာ testing ဆိုရဲဟာเนาะ testing ဆိုရဲဒီ file လေးကိုကျွန်တော် password ပေးထားတာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ဖွင့်ကြည့်မယ်မတောင်းနေပြီเนาะ password တောင်းနေပြီတောင်းနေပြီဆိုတော့1 2 3 1 2 3ဒီမှာ နော်အဲ့ဒီ password ကိုဒါမသိဘူးဆိုလို့ရှိရင်တခြားလူတွေဘယ်သူမှဝင်နိုင်မှာမဟုတ်ဘူးဗျာနော်ဘယ်သူမှဝင်လို့မရပါဘူးဒီ file ဝင် ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရိုက်ထားတဲ့ဒီ file တွေကိုစာစီစာရိုက် file တွေကိုနေပြီးတော့ကျွန်တော်တို့အခြားလူတွေဝင်ကြည့်လို့မရအောင်နေပြီးတော့အဲ့လိုမျိုးပဲ password ပေးထားလို့ရပါတယ်ဗျာနော်ဒါတော်တော်လေးလည်းအဆုံးတက်တက်ပါတယ်အဲ့လိုမျိုးနော်ကျွန်တော်နောက်တစ်ခါပြန်ကြည့်အောင် password ပေးတဲ့ဟာကိုဒီမှာ file ပြီးလို့ရှိရင် save as ပြီးရင် browse နော်ပြီးရင်ဒီမှာကျွန်တော်တို့ desktop မှာတိမ့်မယ်ပေါ့ဗျာကိုတိမ့်ရင်လည်း location ကိုရွေးလိုက်ပေါ့နော်ရွေးပြီးတော့မှကျွန်တော်တို့ဒီမှာ2ဆိုတဲ့ဒီမြားလေးကိုနှိပ်မယ်နှိပ်ပြီးတော့ general option နော်ဒီမှာကျွန်တော်တို့ password နော် password ပေးတာနော်ဒီမြားလေးမှာကျွန်တော်တို့ໃຊတဲ့ password ကိုကျွန်တော်ပေးလို့ရပါတယ်နော် okay ပေးနိုင်မယ်ပြီးရင် testing ဆိုတဲ့ file လေးကိုဖွင့်ကြည့်မယ် password တောင်းနေပြီเนาะ10 3 4 10 3 4โอเคเนาะ အဲ့ဒါနေပြီးတော့စစချင်းကျွန်တော်ပထမအဆုံးတစ်ခေါက်ပြတာမှာ1နှစ်3လို့ပေးလိုက်တယ်။နောက်တစ်ခေါက်နေပြီးပြတဲ့အချိန်မှာ1နှစ်3လို့ပေးလိုက်တယ်။နော် password ကိုပါတခါတည်းအဲ့ဒီနေရာမှာပြန်ပြောင်းလို့ရတယ်ဆိုတဲ့သဘောကိုတခါတည်းပြလိုက်တာဖြစ်ပါတယ်။နော်နားလည်လိမ့်မယ်လို့ထင်ပါတယ်ဗျ။အကျေစုအများကြီးတင်ပါတယ်။